ရန်ဟို shock ဖြစ်သွားပြီးတော့ဟိုဘယ်လိုခေါ်မလဲကိုနီးစက်ရဒီဥမာမန်လေးစကိုင်းဆိုတာကိုနီးစက်ရဘော်ဒါတွေအများကြီးရှိတဲ့နေရာပဲလေသနော်ဟိုအနေပြည်တော်တို့ဘာလို့ဆိုတော့အပြင်းမနာပါတော့ထားပါတော့ဟိုအချက်ချင်းဟိုဖုန်းဆက်ဆက်သွယ်ပြီးတော့မေးရတော့ဗောချို့တွေကလည်းမိတယ်ချို့တွေဟိုဖုန်း contact ရတယ်ချို့တွေလည်း contact မရဘူးเนาะဟိုပြီးတော့အိမ်မကြီးတခုလိုမျိုးဖြစ်တာလေးတယ်ဗောကိုကိုတွေနေလာခဲ့တဲ့ဘဝတစ်လျှောက်လုံးမှာဒီလိုမျိုး ဟိုရေဘေးဘာညာတော့ကျွန်တော်ငလင်းလို့မြေကြီးတွေကွဲကွက်ထွက်သွားလောက်တဲ့စင်တီတိုက်တီပြူကြလာတဲ့စင်တီကိုဟိုတခါမှကြုံဘူးလေအဲ့တော့တော်တော်လေးတော့စိတ်မကောင်းလဲဖြစ်ရတယ်ဟိုနောက်ဆုံးမကြည့်နိုင်တဲ့အဆုံးထိဖြစ်သွားတာပေါ့နော် Facebook ကိုဟိုဒီထက်မှအကုန်လုံးကသတင်းမျိုးစုံတက်နေတာဆိုတော့လေဟောစိတ်မကောင်းဖြစ်ရပါတယ် စင်မကောင်းဖြစ်တော့ကိုနိုင်နာတော့ခုနပြောသလိုပေါ့နိုင်နာတော့လုတ်လုတ်ချင်တယ်ပေါ့နောက်ဆုံးနီးစက်ရာကိုကိုချွေနေတာနဲ့ဟိုအရင်အဆင်ပြေနေလို့တော့မဟုတ်ဘူးပေါ့နော်ချွေနေတာနဲ့ရှိတာရှိသလောက်ကိုတော့အရင်ဆုံးဟိုလှူလိုက်တယ်ကျွန်တော်တို့လှူတယ်ပြုတ်တယ်ဘာညာဆိုလို့ရှိရင်လည်းဟိုတင်ကြီးနေဆိုလို့ရှိရင်လှူပေးတဲ့ပေါ်တာတွေလည်းတက်မှာ quantity တက်နေမှာဘာညာဆိုတာနဲ့ကဲလုတ်ဆရာဟိုနာမည် ဒီဘာကြီးထွက်เสียမလို့နမဲလှူတယ်တန်းတယ်လို့ဘာလို့လိုင်းပေါ်တက်เสียမလို့လူနိုင်သလောက်ဆိုပြီးတော့အရင်ဆုံးပထမဆုံးငွေကူပြစ်တယ်ပေါ့နော်အခုနောက်ပြီးကြတော့ကျွန်တော်ဒီလူမျိုးပွဲလေးတွေဟိုကျွန်တော်တို့ဒီအကိုတွေရှိတယ်ဒီ TNC တို့ဘာလို့အကိုတွေလဲ offer ပေးတာပေါ့အခုဒီအတွက်အလူငွေရံမငွေရှာတဲ့ဟာမျိုးလေးတွေရှင်းလဲပြောပါကျွန်တော်ဟိုဘောဒီလူမျိုးเนาะကျွန်တော်ပါဝင်ခြင်းတယ်ပေါ့နော်ဒီလူမျိုးအလူအဲ့လိုမျိုးပေါ့အားလုံး ကိုကတော့ဒီလောက်ပဲလောလောဆယ်နိုင်တယ်ဆိုတော့အဲ့လိုပေါ့နော်အမှန်တကယ်ကတော့ရှိနေတယ်ပြုတ်နေတယ်ဆိုလို့ရှိရင်နေရာအထိရောက်ချင်လဲရောက်သွားမှာပေါ့နော်ဘလို့ဒီဘလောက်ကူလို့နိုင်မယ်ပေါ့အဲ့လိုမျိုးဟုတ်စိတ်အဲမှာခြေနှမိပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့နိုင်ငံမှာမျိုးစုံမျိုးစုံဒုက္ခဆင်းရဲမျိုးစုံမျိုးစုံဖြစ်နေတာဒါတကယ်ကိုမြင်မကောင်းရှုမကောင်းကြားမကောင်းအဲအဲ့ဒီမှာအဲ့ဒီအတွက်ကူဖို့အတွက် နောက်တနည်းအနေဖြင့်ပါဝင်တဲ့အတွက်အားလုံးကိုဒီနေ့နဲ့ကျေးဇူးတင်တယ်လို့ပြောချင်ပါတယ်အခုလိုလာပေးအတွက်လည်းအထူးပဲကျေးဇူးတင်ပါတယ်ဒီမှာဒီနေ့အရင်ဆုံးဒီကောင်းချက်မှာပါသေးလို့ကျွန်တော်ဒီနေ့ဆက်မပြပါဘူးခင်ဗျာဒီကောင်ကိုလည်းရေးရေးဆက်ပေးလာတယ်ကပါသားလို့မြင်ရပါတယ်မဆူပါ The Fabric ။အော်ဒါကတော့ဒီလိုဖြစ်တယ်ဆိုတော့လေသူရှိမှလည်းရည်ပြီးပြီးခဲ့ပြီ။ဟိုဘာပေးညာပေးတွေကလည်းအများတမ်းပဲကျွန်တော်တို့ကနိုင်တဲ့လောက်တော့ဟိုငွေအားလူအားအဲ့လိုမျိုးကိုတိုင်ကိုကြလုံးနိုင်တဲ့အချိန်ခါတော့ကလည်းကိုယ်တိုင်ကိုကြပါတော့အခုလိုမျိုးအဝေးရောက်နေတဲ့အခါကျတော့အဝေးရောက်တဲ့ပုံစံမျိုးနဲ့ဟိုကိုလူသားချင်းစာနာတဲ့စိတ်နဲ့ပေါ့နော်အဲ့ဒီလိုမျိုးသူများတစ်ဖက်သားဒုက္ခရောက်နေပြီဆိုတဲ့အချိန်ညာမနေ့ ဟိုဒီတိုင်းမနေတတ်လို့ဟိုလုတ်ဖြစ်တယ်ပါဝင်ဖြစ်တယ်ဗောနော်ဒီလက်ဒီလိုပွဲတွေမှာဟုတ်ကဲ့ကျွန်တော်တို့အဲ့ဒီအတွက်လည်းကျွန်တော်နာမည်မကြီးချင်ပါဘူးကျွန်တော်ကျွန်တော်ကစကြရသချင်းစဆူကြရအာနာမည်ကြီးချင်လို့ချင်းဆူခဲ့တဲ့ကောင်လည်းမဟုတ်ဘူးရသလားကျွန်တော်ကကျွန်တော်ဟိုတငငချင်းနေသွားလာလှုပ်ရှားနေနေဟိုပြည်သက်ကအတိမတ်ပြုတ်လာတယ်ဟိုဒါကလမ်းမီးမှာဆိုရင်လည်းအတိမတ်ပြုတ်လာတဲ့ပြီးတော့အာသာနေရလို့ဖြစ်လာတာဖြစ်တဲ့အတွက်ကျွန်တော်ကတော့အဲဇပုံနေပါဖို့တို့နာမည်ရဖို့တို့ ဒီကျွန်တော်တို့မှမရှိဘူးကျွန်တော်တို့ကလုံးစားရှိတာလို့မစိတ်ထဲရှိတဲ့အတိုင်းပဲလုပ်တဲ့သဘောပါဟုတ်ဒီဒီယာရီရပေါ့နော်ဘာဝဘေးဆိုတာတော့ဘယ်သူမှလုံးစားနိုင်မှာမဟုတ်ဘူးလေကြုံလာလို့ရှိရင်ရင်ဆိုင်ကြရမှာပဲဆိုတာဖြစ်တဲ့အတွက်ဟိုနိုင်တော့တော့ကြိုတင်ပြင်ဆင်မှုလေးတွေရှိရှိတော့ရှိရင်တော့ပိုကောင်းတော့ပေါ့နော်ဟိုဘာဘေးပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ကရန်မျိုး၅ပါးဖြစ်လာရင်ကိုမပါသေးရတော့ကိုကကူရမယ့်နေရာမှာ ပဲအမြဲတမ်းရက်တည်နေနေရမှာပေါ့နော်ဟုတ်ကဲ့ကျွန်တော်အမှုပညာရှင်တယောက်လို့လည်းခံယူထားတယ်လို့ကျွန်တော်တာမန်လူသားတယောက်လို့လည်းကျွန်တော်ဟိုနားလေတည်ထားတယ်ဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ခံယူချက်တွေကတော့ဟိုအမြဲတမ်းဟိုသူ့တစ်ဖက်သား မထိခိုက်ဖို့နဲ့နော်ဟိုအများအကျိုးဘယ်လောက်တည်ဖို့နိုင်မလဲနိုင်သလောက်အဲလှုပ်သွားပြီးတော့ဘယ်ဘဝကိုကုံဆုံးနေတယ်လို့ပဲအဲခံယူထားပါတယ်ဟုတ်အော်လူငယ်လူကြီးအရွယ်၃ပါးမြွေပေါ့နော်အားလုံးဘယ်လိုခေါ်မလဲဟိုဒီစိတ်ညစ်စရာကောင်းတဲ့အကာလအချိန်ဒီအမြန်ဆုံးကြော်လွားနိုင်ကြပါစေလို့ကျွန်တော်ဆုအမြဲဆုတောင်းပြပါတယ်ပြီးတော့ အားလုံးပဲကြံ့ကြံ့မမာနဲ့ဟိုစိတ်တက်မကြဘူးလေတိုက်တွန်းခြင်းပါတယ်ဟုတ်